ိုမာလာ20ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာကလေးများနဲ့အထိမ်းမှတ်အခမ်းအနားကို ထိုင်းနိုင်ငံမဲဆောက်မြို့အစတူးလေကရင်ရွှေပြောင်းကျောင်းမှာကျင်းပခဲ့ကြပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။နိုမာလာ20ရက်ကိုကမ္ဘာကလေးများနဲ့အဖြစ်1959ခုနှစ်ကမ္ဘာကုလသမဂ္ဂထွေထွေညီလာခံကနေသတ်မှတ်ထားခဲ့တာပါ။အခုကတော့မြန်မာနိုင်ငံမြောက်ဝတီမြို့တဖက်ကန်းကထိုင်းနိုင်ငံမဲဆောက်မြို့ကရင်ရွှေပြောင်းထက်တန်းကျောင်းမှာကလေးများနဲ့ခန္ဓာ ျင်းပနေတာပါစာတုတွေမှာကျွန်တော်တို့ကမ္ဘာကလေးများနေကိုဒါကျင်းပနေတာပေါ့နော်ဟုတ်မနေ့ကတော့ကျွန်တော်တို့ဘောလုံးပွဲတွေကန်တယ်အကားသားပွဲတွေပေါ့နော်အာဒီနေ့စုလဲပေးမယ်အကားတွေလဲပါမယ်ပေါ့ဟုတ်ကလေးများနေပွဲတွင်ယူရအစူကရီနဲ့ဖြောပြေခဲ့ကြပြီ ကလေးခွင့်ရေးဆိုင်ရာဟောပြောပွဲတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်ကလေးရာဆိုလို့ရှိရင်သူရဲ့ဆုံးရှုံးမှုอ่ะဆိုလို့ရှိရင်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်စစ်တွေဖြစ်တယ်လေရင်တွေတက်ခတဲ့အတွက်ကြောင့်သူတို့ရာဘယ်ပါလဲတိတ်ဆုံးရယ်ပေါ့နော်အဲ့တော့ကလေးတွေတို့အဲ့ဒီရဲ့အချိန်လေးရတယ်လွမြောက်စေချင်တယ်ပေါ့နော် ီနေ့ကတော့ခလေးများနေ့ဖြစ်တယ်ပေါ့နော်ခလေးများနေ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တောက်ဆိုတော့ခလေးတယောက်ရဲ့ရာသိနဲ့ခွင့်ရေးပေါ့နော်အဲ့လိုခွင့်ရေးတွေပေးခြင်းနဲ့ဥပမာဒီအခုခင်မဆုံးပေါ့နော်သူကဒီမိဘရဲ့အုတ်ထဲသူအောက်မှာနေရဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမိဘတွေကစိတ်မချဘူးပေါ့နော်ခလေးတွေဒါကြောင့်မို့ဒီအခွင့်အလမ်းတွေရှိသင့်တယ်ကွာဒီတော့ကဘာခလေးများနေ့မှာ BMW ရှိတဲ့အောက်တော့ကျောင်းဆက်တောင်းဆက်တုံးကျောင်းနဲ့အတူ ျမတို့အင်ဂျင်ခက်ကြောင့်လည်းတွဲပြီးတော့ဒီကဘာကလေးများနေကိုချင်းပါရတော့ခွင့်ရတဲ့တို့ကြောင့်နော်ကျေးဇူးများရဲ့ပြန်ပါလေကြောင်းကားလုံးကိုနော်ကလေးတွေရဲ့အနာဂတ်ပုံမတောက်ပစေရေကလေးတွေကိုကာကွယ်မှုပြည့်ဝပေးနိုင်ရေကလေးခွင့်ရေပုံမရရှိစေပြီးကလေးတွေရင်ဆိုင်နေရတဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အတူတကွဖြည့်ရှင်းပေးနိုင်ရေးတို့ကိုရည်ရွယ်ပြီးကမ္ဘာကလေးများနေပွဲတွေကိုကျင်းပနေကြတာပါခမညာကျွန်တော်မောင်တူပါတော်ကောင်းလေးတို့ကျွန်တော်ကောင်းလေးတို့ကျွန်တော်ကောင်းလေး